ထိုင်းနိုင်ငံမှာတတ်မှတ်ချိန်မတိုင်မီအရက်တောက်တုံးသူကိုဒဏ်ငွေရိုက်မဲ့ရမကာထိန်းချုပ်ရေးဥပဒေသစ်ဟာနိုဝင်ဘာလ10ရက်ကစပြီးတက်ရောက်မှုရှိလာပါတယ်။ထိုင်းနိုင်ငံမှာအသက်ဝင်လာတဲ့ဥပဒေသစ်အရာအများနဲ့တက်ဆိုင်တဲ့ area တွေမှာခွင့်ပြုခြင်းပြင်ပအရက်ဘီယာတောက်ရင်ဒဏ်ငွေဆောင်ရတော့မှာဖြစ်ပါတယ်။ထိုင်းကစူပါမားကတ်တွေဈေးဆိုင်တွေမှာနေ့လယ်2နာရီကနေညနေ9နာရီအတွင်း အရက်ဘီယာရောင်းချမှုကိုကန့်သက်ပိတ်ပင်ထားမှုဟာ1982ခုနှစ်ကတည်းကဥပဒေရှိထားပြီးသားဖြစ်ပေမယ့်ဥပဒေအစ်စ်ကတော့အဲ့ဒီအချိန်ကာလအတွင်းအရက်တောက်မှုကိုပါကန့်သက်လာမှာဖြစ်ပါတယ်။နေ့စဉ်အရက်တောက်ဖို့သတ်မှတ်ထားတဲ့အချိန်မှာနနက်7နာရီမှနေ့ကင်း2နာရီအတွင်းညနေ9နာရီမှည12နာရီအတွင်းဖြစ်ပါတယ်။ဥပဒေထဲမှာအရက်တောက်သုံးမှုအလွန်အကျွံဖြစ်နေတာကို ထိန်းချုပ်ဖို့ရည်ရွယ်တာဖြစ်တယ်လို့သိရပါဗျ။တမတ်ချိန်မဟုတ်ပဲစားတောက်ဆိုင်မှာထိုင်ပြီးတောက်တုံးနေတာကို စစ်ဆေးတွေ့ရှိပါကတောက်တုံးသူကိုသာမကဆိုင်ရှင်ကိုပါဒံငွေဘတ်တောင်းထိ ချမှတ်အေးယူနိုင် ကြောင်းဥပဒေမှာပြဋ္ဌာန်းထားပါတယ်။ဒီငွေပမာဏဟာမြန်မာငွေ72သိန်းခွဲဒါမှမဟုတ်ဒေါ်လာ300နဲ့ညီမျှပါတယ်။ဒါကြောင့်ထိုင်းကိုတွားရောက်လေပတ်တဲ့ခရီးသွားတွေအနေနဲ့ တတိထားပြီးတောက်သုံးကြဖို့ခီးသွွားလုပ်ငန်းတွေကတတိပေးနေကြပါတယ်။ဒါပေမဲ့ဥပဒေမှာချွင်းချက်အနေနဲ့ခွင့်ပြုထားတာတွေကတော့ဟိုတယ်တွေ၊လိုင်စင်ရဘားတွေ၊ဖျော်ပြေရေးဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းတွေ၊လေဆိပ်တွေမှာတော့အချိန်အကန့်အသတ်မရှိဘဲအရက်ကိုတဲခင်းခွင် ရောင်းချခွင်ရှိတယ်လို့ဆိုထားပါဗျ။အရက်ရောင်းချမှုကန့်သတ်ချက်တွေကို ဖြေလျှော့ရေးတောင်းဆိုမှုတွေလည်းရှိနေသလို တနေ့ကို24နာရီအရက်ရောင်းချခွင့်ရှိတဲ့တယ်လို့လဲပြောဆိုမှုတွေရှိနေပါတယ်